ဘူရှိရှိရုံကပေါ့အိန္ဒိယနိုင်ငံရဲ့နယ်လေးတနယ်မှာလယ်နီးနာချင်းလယ်သမား9ယောက်ရှိတယ်။ဒီနေ့တော့သူတို့9ယောက်လယ်ထွန်းနေကြတော့ရုတ်တရက်မိုးတွေအုံလာပြီးတော့လေရောမိုးပါခက်ကြမ်းကြမ်းရွာချပါလေရောမိုးကလည်းတကြီးမဲကြီးရွာနေပြင်းတွေကလည်းတိုက်လျှက်စည်းတွေလည်းတအုံတကြိမ်ကြိမ်နဲ့ဆိုတော့လယ်သမား9ယောက်စလုံးဟာအနီးနားက ။တစ်ပင်ကြီးတပင်ရဲ့အောက်ထဲပြေးသွားပြီးမိုးခိုကြတယ်။အဲ့ဒီလိုမိုးခိုနေကြတော့ထူးဆန်းတဲ့ခြေရက်တစ်ခုဖြစ်နေတာကိုလေသမား9ယောက်စလုံးကသတိထားမိလိုက်ကြတယ်။အဲ့ဒါကဘာလဲဆိုတော့လျှက်စီးတွေဟာတစ်ပင်ကြီးကိုမိုးချိုပြတ်တော့မဲ့ပုံစံနဲ့ခဏတိုင်းအနီးကပ်လျှက်စီးနေတာပါ။ဒီလိုဖြစ်နေတာဟာတစ်ပင်ကြီးရဲ့အောက်မှာ ရှိနေတဲ့လူတွေကိုမိုးကြိုးပစ်တော့မယ်ဆိုတာ။내သမားတွေကအလိုလိုသဘောပေါက်လိုက်ကြတယ်။ဒါကြောင့်စိုးရိမ်စိတ်တွေနဲ့ကြောက်လန့်။အော်ဟစ်ပြီးတော့ငိုတဲ့သူကိုဖျားစာရွတ်တဲ့လူကဖျားစာရွတ်နဲ့ဆူညံနေကြတာပေါ့။အဲ့ဒီအချိန်သူတို့၅ယောက်ထဲမှာအတက်လဲကြီးပြီးဝါရရော။တဘာရရောအတွေ့အကြုံရပါ။အားလုံးထက်မြင့်တဲ့လယ်သမားတယောက်က ဒီဖြစ်ပျက်ကိုတေချာစဉ်းစားကြည့်လိုက်တယ်။ဒီမိုးကျိုးဟာတပင်ကြီးကိုပြစ်ချင်နေရင်လည်းပြစ်ပြီးလောက်ပြီးလူတွေကိုပြစ်ချင်ရင်လည်းပြစ်ပြီးလောက်ပြီး။ဘာဖြစ်လို့အခုထိမပြစ်နိုင်ပဲခဏတိုင်းဒီတစ်ပင်သားကိုဖျက်ဆီးလက်နေရတာလဲငါတို့၅ယောက်ထဲတယောက်ယောက်ကိုများရွေးပြီးပြစ်ချင်နေရများလားအခုတော့ကောင်တကောင်ကောင်တော့ငါတို့ထဲမှာပါနေပြီးတော့ကြအဲ့ဒီကောင်ကိုပြစ်ချလိုက်ရင်မဆိုင်တဲ့၄ယောက်ပါရောပြီးတရားလိမ့်မယ် ဖြစ်ဘူးမဖြစ်ဘူးဒီအတိုင်းနေနေလို့တော့မဖြစ်ဘူးအခုတို့ကောင်ကိုအမြန်ရှင်းထုံးမှရတော့မယ်ဆိုပြီးဘဲသမားကြီးကကျန်တဲ့၄ယောက်ကိုအခုလိုပြောပါတယ်ကဲမိတ်ဆွေတို့ငါတို့၅ယောက်ခဲမှာတယောက်ယောက်ကိုတော့မိုးချိုဖြစ်တော့မယ်ဆိုတာသိချာနေပြီးငါတို့၅ယောက်လုံးဒီလိုအတူတူရှိနေမယ်ဆိုရင်၅ယောက်လုံးတည်သွားနိုင်တယ် တော့အလဲကျအနေနဲ့တယောက်ချင်းဒီတစ်ပင်ကနေဟိုးအရှိမမြင်နေရတဲ့တစ်ပင်ငယ်လေးရှိတဲ့အထိပြေးသွားရမယ်။မိုးချိုးပြစ်ခံရမယ်လို့ဖြစ်နေခဲ့ရင်တော့ကြီးနေရင်လမ်းခုလက်မှာပဲမိုးချိုးထိမှန်မယ်။အေးမိုးချိုးအပြစ်မခံရဘူးဆိုရင်တော့ငါတို့ရှိတဲ့ဒီတစ်ပင်ကြီးရဲ့အောက်ကိုပြန်လာပေါ့။ကဲပဲနဲ့လဲဟိအားလုံးသဘောတူကြရဲ့လားဆိုတော့၅ယောက်လုံးကသဘောတူကြတယ်။ ထမဆုံးအနေနဲ့အတက်ကြီးဆုံးဖြစ်တဲ့လယ်သမားကြီးကစပြီးတော့ထွက်ပြေးတယ်။တစ်ပင်နဲ့နားရောက်ပြီးမိုးချိုးအပြစ်မခံရတော့အရန်ဝမ်းသာသွားတာပေါ့။ဟေးမိုးချိုးကငါ့ကိုပြစ်ချင်တာမဟုတ်ဘူး။ငါသူတို့စီကိုပြန်သွားလို့ရပြီဆိုပြီးတော့တစ်ပင်ကြီးရှိတဲ့စီကိုပြန်ပြေးလာတယ်။နောက်တစ်ယောက်အလှည့်အနေနဲ့ဒုတိယလူကထွက်ပြေးတယ်။ဒုတိယလူလည်းပထမလူလိုပဲမိုးချိုး ြစ်မခံရပဲပြန်နေလာနိုင်ခဲ့တယ်။ဒီလိုနဲ့တတိယလူလဲထိုနီးလင်းဘာမှမဖြစ်သွားဘူးစရုထလူလဲသူတို့လိုပဲဘာမှမဖြစ်ပဲပြန်လာနိုင်ခဲ့တော့နောက်ဆုံးကြံတဲ့လူတစ်ယောက်ပဲမိုးကြိုးအပြစ်ခံရမယ့်လူဆိုတာသိချပြီပေါ့အဲ့ဒီတော့နောက်ဆုံးလူကအင်မတန်အကြောင်းလွန်ပြီးတစ်ပင်ကြီးကနေခတ်ပြေးဖို့မလုပ်ရဲတော့ဘူးငွေယူပြီးအားလုံးကိုတောင်းပန်ပါတ ကျွန်တော်မသွားရဘူးကျွန်တော်ကိုငိုချိုးပြစ်တော့မယ်ကျွန်တော်ကိုကယ်ကြပါဆိုပြီးငူငူယိုယိုနဲ့တစ်ပင်ကြီးကိုဖတ်တွေ့ပြီးထွက်ပြေးဖို့ညှင်းဆန်နေတယ်။ပျက်စီးလျက်တာကလည်းတစ်ပင်ကြီးရဲ့အနာနာစတိုက်စတိုက်နီနီကက်ကက်နဲ့ပူပူပြီးတော့ညံတစ်ထက်ညံလာတော့အားလုံးရဲ့စိုးရိမ်စိတ်တွေကမြင့်တက်လာကြပါတယ်။ဒါကြောင့်ငါတို့တွေဒီအတိုင်းအချိန်ဆွဲနေလို့မရတော့ဘူး။အားလုံးတေကုန်လိမ့်မယ်ဒီအကုသို့ကောင်းကြီးကို။ ငမြင်ထုံးမရတော့မယ်မဟုတ်ရင်အားလုံးတရားလိမ့်မယ်ဒီကောင်းကိုဆွဲထုတ်ကြရအောင်ဆိုပြီးဆွဲထုတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။လူလေးယောက်အားနဲ့ဆွဲထုတ်ဖို့ကျိုးစားလာကြတော့အယောက်သေးအားကဘယ်ခံနိုင်ပါမလဲ။နောက်ဆုံးတော့ကဲမတက်နိုင်တော့ဘူး။ပေးရင်လဲပေးပါစီတော့ငါထွက်ပြေးပါတော့မယ်ဆိုပြီးပြေးပါတော့တယ်။သူလဲထွက်ပြေးပြီးလမ်းတစ်ဝက်လောက်လဲရောက်ရုံအုံကနေချင်းကနေမိုးကျုပ်ပစ်ချပါတော့တယ်။ ထူးဆန်းတာကမိုးကျိုးဟာနောက်ဆုံးထွက်ပြေးနေတဲ့လူကိုပြစ်တာမဟုတ်ပဲတပင်ကြီးရဲ့အောက်မှာကြံခဲ့တဲ့လူလေးယောက်လုံးကိုပြစ်ချလိုက်တာဖြစ်တယ်။ဒါကြောင့်လေးယောက်လုံးတပြိုင်နေတေကုန်ကြရဲတေးရမယ်ကံကနောက်ဆုံးလူမှမပါဘူးစဉ်းစားကြည့်ရင်အားလုံးကနောက်ဆုံးလူပဲတေးရမယ်ထင်နေကြတာတကယ်တော့နောက်ဆုံးလူက သူတို့ကိုကယ်နေတာဖြစ်နေတယ် ောက်ဆုံးလူကသူတို့နဲ့အတူတကွာရှိနေလို့သာသူတို့တွေကိုငိုးချိုးကမပစ်ခဲ့တာနောက်ဆုံးလူကသာကံထူးဆုံးလူဖြစ်နေခဲ့တာသူကံရှိန်နဲ့ကြံနဲ့၄ယောက်ကတေဘေးကနေလွတ်နေခဲ့တာပုံမြင်လေးကတော့ဒါပါပဲတခါတလေကြရင်ငါရှိနေလို့သာသူတို့တွေအဆင်ပြေနေကြတာဆိုတာထက်သူတို့တွေရှိနေလို့သာငါအဆင်ပြေနေတာ ဆိုတာကိုလည်းမမေ့စေချင်ပါဘူး